ဒုတိယအနေနဲ့မြတ်စွာဘုရားရှင်ဟာကထင်ကိုဗုဒ္ဓတွေကိုအကြောင်းပြုပြီး ခွင့်ပြုတော်မူခဲ့တာလည်းဆိုလို့ရှိရင်ပါဝရကအတိုင်းငါဖြစ်တဲ့ယန်း30ကို အကြောင်းပြုပြီးကထင်ကို ခွင့်ပြုခဲ့တာပဲဖြစ်ပါတယ်။ပါဝရကအတိုင်းဆိုတာအတိအထာတိုင်းပြည်တစ်ခုမဟုတ်ပါဘူး။ကောသလတိုင်းရဲ့အနောက်ဘက်မှာရှိတဲ့တိုင်းတိုင်းပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီပါဝရကအတိုင်းလာရန်တော်တွေဆိုတာလည်း တခြားရန်တော်တွေမဟုတ်ပါဘူး။မြတ်စွာဘုရားရှင်ဖျားဖြစ်ပြီးကစားဇတအမှုပြုတဲ့55ရောက်တော့တငယ်ချင်းတွေကိုချစ်ကြွယ်ပြီးတဲ့နောက်ယတိညင်တော်ရှင်တထောင်ကိုချစ်ချွတ်ဖို့အတွက်ဥဒ္ဓဝေလာတော်ကိုသွားတဲ့အခါမှာဇန်ခိကြတော်တော်မှာခိသဆောင်နားလဲခြင်းရန်ပြူလာကြတဲ့ဘာလာဘကီညီနောင် သုံးကြိတ်ပဲဖြစ်ပါတယ် တင်းကြီးနောင်သုံးချိတ်ထဲမှာပုထုဇဉ်ရန်ဆိုပြီးမှလည်းတပတ်မှမဖားတယ်လို့ဉာဏ်လာချက်တဲ့ပုဂ္ဂိုလ်ရဲ့လို့လည်းမရှိပါဘူးအကုန်လုံးဟာတက္ကပုဂ္ဂိုလ်တွေကြီးပဲချက်ကြပါတယ်ဒီဘဒဝက်ကီညီနောင်သုံးချိတ်ဟာမြတ်စွာဘုရားရှင်တရင်သုံးတော်မူရာဖြစ်တဲ့တာဝုထေမြို့စေတွင်အကြောင်းမှာဝါစုဝါကမယ်ဆိုပြီးတော့မှဝါစုအမိတာဝုထေမြို့ကို လာခဲ့ကြပါတယ်ဒီလိုလာခဲ့ကြပေမဲ့လည်းတာဝတိမြို့ကိုမရောက်မီတာဝတိမြို့နဲ့6မိုင်ဝေးတဲ့လာကေတာမြို့ကိုရောက်တဲ့အချိန်မှာပဲဝါဆိုဝါကတဲ့ဝါဆိုလာပြီကျော်တဲ့နေ့ရောက်လာဖြစ်တဲ့အတွက်ကြောင့်လို့ဝါဆိုနေ့မှာဝါဆိုရာအကြောင်းကိုမချော်လွန်ထိုက်ဘူးဆိုတဲ့ရသော်ဖျားရှင်ရဲ့ညဉ့်ချက်အတိုင်းတာကေတာမြို့မှာပဲဝါဆိုဝါကကြရပါတယ် ဒီလိုဝါဆိုဝါကကြတဲ့အခါမှာရန်တော်သူရဲ့စိတ်ထဲမှာမရုဟမြတ်စွာဘုရားရှင်နဲ့ညီညီလေးပဲနေကြရတာပဲမြတ်စွာဘုရားရှင်ဟာငါတို့နဲ့ချွန်မိုင်လာကွာဝေးတဲ့တာဝတိမြို့မှာဂရန်တော်မူတယ်ဒါပေမဲ့လည်းမတို့ဟာမြတ်စွာဘုရားရှင်ကိုဖူးမြော်ခြင်းကိုမရကြဘူးဆိုပြီးတော့မှစိတ်မကောင်းဖြစ်ကြပါတယ်ဒီလိုနဲ့ဘာတွေ့တဲ့အခါမှာတော့ပဝါနာပြုပြီး မြတ်စွာဘုရားရှင်ရှိအောင်တာဝုထင်းမြို့စေတဝန်ကျောင်းတော်ကိုထွက်လာခဲ့ကြပါလေ။ဒါပေမဲ့အဲ့ဒီအချိန်ကမိုးတဲထန်တဲ့ကြာသွန်းနေတဲ့အချိန်ကဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့တာဝုထိကိုလာတဲ့ဇန်သက်ရှောက်ဟာရှင်ဘွယ်နွန်းအိုင်တွေနဲ့ပဲကြည့်နေနေပါလေ။ရန်တော်တွေဟာဒေရှင်ဘွယ်နွန်းအိုင်တွေကိုကြော့ဖြတ်ပြီးလက်တွေပကုံးတွေမှာလည်းရည်ရည်နဲ့ပြည့်နေတဲ့ ဒူးကိုတင်ကန်ထူထူထဲထဲကြီးတွေကိုမတင်ပြီးတော့မှ60နာကွာဝေးတဲ့ခရီးကိုဇာခဲ့ကြရတာချစ်တဲ့အတွက်ကြောင့်ပေါ့ပင်ပင်ပန်းပန်းနွမ်းနွမ်းကြည်ကြည်နဲ့ပဲတာဝတိမြုပ်ကိုရောက်ရလာခဲ့ကြပါတယ်ဒီလိုရောက်ရလာတဲ့အခါမှာမြတ်စွာဘုရားရှင်တို့ရဲ့ထုံးစံအတိုင်းအာဂန္တုကယန်းတွေကိုအာကြောင်းမှာကြောင့်ချမ်းသာတာနေရာကြောင့်မင်းနဲ့ညက်အခါမှာဆုံးကက်ကဲမရှိပဲ ငင်းငင်းညွန်နေကြရပြီမဲ့လို့မြတ်စွာဘုရားရှင်နဲ့60နာကွာဝေးတဲ့အရာမှာနေကြရတာဖြစ်တဲ့အတွက်ကြောင့်တကြောင်အာကန္တုအဖြစ်နဲ့ဝါစုဘာကကြရတာဖြစ်တဲ့အတွက်ကြောင့်တကြောင်ချမ်းချမ်းသာသာ နေကြရတယ်ဆိုပြီးမှတော့မြတ်စွာဘုရားရှင်ကိုမလျှောက်တာပါဘူးဒီခါမှာမြတ်စွာဘုရားရှင်အားဒီလိုလာခဲ့ကြတဲ့ရန်တော်တွေကိုတလားထောက်ထားပြီးတော့မှဝါကျရန်တော်တွေအတွက် ကထင်ကိုခွင့်ပြုတော်မူပါတယ်ဒီလိုကထင်ကို ခွင့်ပြုလိုက်တာဖြစ်တဲ့အတွက်ကြောင့်ဗျရန်တော်တွေဟာအနမန္တစာရဆိုတဲ့ဇာတဲ့ကိုဝင်တဲ့အခါမှာလေသင်္ချာရှိတဲ့ယံကိုပန်ပြောကြမလို့တော့ပါဘူးအတ္တမဒါနာစာရဆိုတဲ့သစ္စာဝိရဒုတင်ဆောင်ယံပြည့်ကံပဲဆိုလို့ရှိရင်လေတွားလို့ရရကိုသင်္ကန်း30လုံးကိုယူပြီးတွားနေเสียမလို့တော့ပါဘူးခဏဘောဇနာလို့ဆိုတဲ့ ထာယကတိရဲ့ပိပိဆုံကိုလည်းလေးပါးကိုင်းဖွဲ့ပြီးစံတော်ဖုံးပြခွင့်ရရှိသွားပါတယ်။နောက်ပြီးတော့ယဝန္တတာစေဝရဆိုတဲ့မိမိတို့စိတ်ဆန္ဒအလိုရှိတိုင်းအဋိဋ္ဌဝိကပ္ပန္နာမပြုတ်ပဲအပေါ်လွန်ချက်တဲ့တင်ကန်းတွေကိုလည်းထရှိခွင့်ရရှိသွားပါတယ်။နောက်ပြီးတော့ယောတတာစေဝရပါတော်ဆိုတဲ့အတိုင်းပဋိသင်္ခင်းတဲ့အကြောင်းတိုင်းမှာဖြစ်ပေါ်လာတဲ့တင်ကန်းတွေဟာလည်း အဲ့ဒီဘာကျရန်တော်တွေပဲရရှိပိုင်ဆိုင်ခွင့်ရရှိကြပါတယ်ဒီလိုတူငါမျိုးကိုရည်ညွှန်ပြီးတော့မှမြတ်စွာဘုရားရှင်အားဘာကျရန်တော်တွေအတွက်ကချင်းကိုခွင့်ပြုတော်မူပါတယ်